မိုးရာသီနှစ်ခုရှိတယ်ကျွန်တော်တို့ဟုတ်ပြီနော်အဲ့ဒါပါလဲဆိုတော့အရင်မိုးနဲ့နောက်မိုးသူအရင်မိုးကဗမာရွာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာရွာတယ်အရင်မိုးကဒီနေရာမှာဘာရှိသိမ်းမွက်ရှိလဲဆိုတော့စပစ်သီးရှိတယ်အရင်မိုးရွာတဲ့အချောင်းရင်ကဘာကြောင့်လဲဆိုတော့မြေကြီးမာလို့ဖြစ်တယ်မြေကြီးမာတဲ့အတွက်စပားတွေစိုက်လို့လွယ်အောင် မိုးရွာပြီးတယ်အဲ့ကဘာဖြစ်လဲစပားကစိုက်ရလွယ်သွားတယ်မြေကြီးကသိပ်မတူးရတော့မိုးရွာပြီးလိုက်တဲ့အတွက် အရင်မိုးရဲ့အကြောင်းရင်းကမြေမာလို့ရွာပေးတာမဲနောက်မိုးရဲ့ရွာခြင်းကရိတ်ဖို့အတွက်ရွာပေးတာပြီးတော့အရင်မိုးကဘာအတွက်လဲစိုက်ဖို့အတွက်နောက်မိုးကရိတ်ဖို့အတွက်ကြောင့်ပင်တေကုတ်တီပေတရုလက်ထက်မှာရွာတဲ့အရင်မိုးသည်ဂျူးလူမျိုးတွေကခေါင်းယမ်းပါတယ်အဲ့တော့ဘာဖြစ်လို့ဆိုစိုက်ဖို့အတွက်ဘုရားရွာပေးလိုက်တာမာတယ်လေအေးဝင်ကလေးတရားဟောလို့မရအောင် အဲ့ဒီခါမှာမိုးလဲရွာချလိုက်တယ်ဝိညာဉ်တော်လဲတွန်းလောင်းလိုက်တော့ပေတရုထတရားဟောတာဂျူးတွေအယောက်3000တောင်ပြောင်းလဲတယ်။ဘာဖြစ်လို့လဲအရင်မိုးရဲ့အကြောင်းရင်းကမာကျောတဲ့မြေကိုဖျားသခင်ကစိုးဆွတ်သွားအောင်စပါးဆိုင်လို့ရအောင်အေးဝင်ကလေးသတင်းစကားကိုစိုက်ပြိုးလို့ရအောင်ရွာပေးတာ။ဘယ်နောက်မိုးဖြစ်တဲ့ကျွန်တော်တို့မျိုးဆက်ကြတော့စပါးကိုပြန်ရှိတ်ဖို့အတွက်ရွာပေးမှာကျွန်တော်တို့ရဲ့ကာလကရှိတ်သိမ်းပွဲကာလဖြစ်တယ်။မကြခင်